ဥစဉ်လေးကိုအားကိုးပြီးတော့အကူအညီတောင်းထားတဲ့ယောဂါတယ်တွေရောသင်္ဆာသမားတွေရောဒုက္ခတယ်တွေရောပေါ့နော်ဥစဉ်လေးရင်းနှီးချင်အားစားပြီးတော့တစ်တော့လည်းမတုံးတော့ပါဘူးအလိုတန်းတွေလည်းဥစဉ်တို့ပြန်နားလိုက်ပါပြီ။ဘာကြောင့်လဲဆိုလို့ရှိရင်မိမိတို့ရဲ့နီးစက်ရာပရာဟိတဆိုင်ရွက်တွေတူတူရှိမှအကူအညီတောင်းမှာအခုချိန်မှာဥစဉ်တို့ကိုမလိုလားအပ်တဲ့ပုံပူတွေဟာညှိုးဆုံနဲ့ဝေဖန်တိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးတွေဩဝါဒခံယူပြီးတော့ဒီနေ့ချိန်မှာစပြီးနောင်လာမယ့်ရက်တွေလတွေနှစ်တွေထိတိုင်အောင်ဦးစင်လေးတက်တော့မတုံးတော့ပါဘူးလို့အညာကနေညဝပြားစင်ဒီဦးစင်လေးက online ပေါ်မှာဆိုလို့ရှိရင်ဒီ TikTok ထဲမှာလည်းတွေ့ပါတယ်ကျွန်တော်လည်းကျွန်တော်လည်းမကြာခဏတွေ့ရတယ်ဗောလေအဲဦးစင်လေးကဟိုအရင်ကြီးဗောနော်ဟောရရန်ကြီးပြောတယ်ဆိုတဲ့နေရာမှာလည်းမပါဘူး သူအေးချမ်းချမ်းလေးပဲအေးချမ်းချမ်းလေးပဲဒီသူအလူတန်းလေးတွေလောက်တယ်ဘာနော်အေးချမ်းလေးပဲအလူတန်းလေးလိုက်လောက်တာကိုတွေ့နေပေါ့အဲသူတေချာတော့ဝင်တော့မကြည့်ဖြစ်ဘူးဒါပေမဲ့အဲအလူလေးတွေတက်လာတဲ့ခါကျလို့ရှိရင်အဲ့လိုပေါ့နော်အေးချမ်းကောင်းမွန်နေလောက်တာတွေ့အခုကဒီဦးစင်းလေးကမလောက်တော့ဘူးဘာနော်ဒီ brighter လောက်တယ်မလောက်တော့ဘူးအလူတန်းတွေမလောက်တော့ဘူးဘာလို့လဲဆိုတော့ไคไคတဲ့သူတွေများလို့ ဘောနော်ဒီဒဏ်တွေကိုဟိုဘယ်လိုပြောရမလဲဘူးစင်းလည်းဖြစ်တာတချောင်းပေါ့လေနော်တန်ခါလည်းဖြစ်တာတချောင်းဟိုတော့တိုက်ခိုက်ရတဲ့အခါကျတော့ဟိုမသိတော်တာရှိသလိုဟိုဘောနော်ကိုယ်တိုင်မခံနိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့ကိုယ်တိုင်ဒီတိုက်ခိုက်တဲ့ဒဏ်တွေကိုမခံနိုင်လို့ဟိုရက်လိုက်တာလည်းဖြစ်နိုင်သလိုဒီဆရာတော်ဘုရားကြီးတွေကနေမှဆရာတော်ဘုရားကြီးတွေမှအဲဒီဆရာတော်ဘုရားကြီးတွေကနေပါမှ ဟိုနားခံလိုက်တာလည်းဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့အဓိကကတော့ဒီတိုက်ခိုက်တဲ့လူတွေကြောင့်ဖြစ်နေတာပြဿနာ။အဲ့တော့ကျွန်တော်တို့လည်းဒီကြအစာပေါင်းများစွာအစာပေါင်းများစွာမဟုတ်တာတွေပြောနော်ဟိုကိုကိုတိုင်းတော့မကြုံခဲ့ဘူးတဲ့အရာတွေကိုပြောမလုတ်ခဲ့ဘူးတဲ့အရာတွေကိုပြောဟိုပြောပြီးတော့တိုက်ခိုက်တာနေမကြခဏကြုံရတာဟိုဟို လို့လဲဆိုတော့ကောင်းတာကိုလူတိုင်းမကြိုက်ဘူးအဲ့တော့တိုက်ခိုက်တဲ့ကြားမှာတော့တိုက်ခိုက်ကြရပေါ့တိုက်ခိုက်ကြတော့ဒီဦးစင်းလေးခုမလောက်တော့ဘူးဒီလူတဲ့တန်းတဲ့အလုပ်လေးတွေမလောက်တော့ဘူးမလောက်တော့ဒီလူတန်းတွေမလောက်ရတော့ဒီဦးစင်းလေးပါဖြစ်သွားတယ်ဘာမှမဖြစ်ဘူးသူအေဂျင့်နဲ့ဘဝရှိနေပါပဲဘာမှမဖြစ်ဘူးထွေတူဖြစ်သွားတာဘာကြူလဲဒီဦးစင်းလေးကူညီလို့ အဆင်ပြေသွားမဲ့လူတွေဒီဥစဉ်လေးကြောင့်တစ်ဖက်တစ်လမ်းကနေပြီးတော့ထမင်းစားရမဲ့လူတွေစီးကူတာရမဲ့လူတွေဒုက္ခတချို့ပြေလည်သွားမဲ့လူတွေဒီဥစဉ်လေးအကူအညီကိုရမဲ့လူတွေမရတော့ဘူးမရတော့ဥစဉ်လေးကဘာမှဖြစ်ဘူးအဲ့လူတွေကမရတော့ဘူးတကယ်နစ်နာတာကဥစဉ်လေးမဟုတ်ဘူးအဲ့ဒီဒုက္ခရောက်နေတဲ့အခက်ခဲဖြစ်နေတဲ့လူတွေနစ်နာတာ ဲ့တော့ဘလောက်ငရဲကြီးတယ်မို့ငရဲတွေပါကုသိုလ်တွေကိုခဏထားဒုက္ခအခက်ခဲရောက်နေတဲ့လူတယောက်ပြေလည်သွားမဲ့အရာကိုနှောက်ရက်ဖြက်စီးဟန်တာကဘလောက်စိတ်ပြတ်ဖို့ကောင်းလဲဆိုတာစဉ်းစားကြည့်ကျွန်တော်ဆိုလည်းတိုက်ခိုက်ခံရတာမယ်ဒီဥသိလေးထက်အစာပေါင်းများစွာကျွန်တော်တိုက်ခိုက်ခံကျွန်တော်တော့မလုပ်ဘူးကိုယ့်အိမ်မှာကိုဓမင်းထိုင်စားနေလို့ရတယ်ကိုသွားတဲ့နေ့ကလိုက်သွားနေလို့ရတယ်ကိုဘာလုပ်မလဲ လုတ်ချင်တာလုတ်လို့ရအေးစိအဲ့နေအောင်အားရင်သွားသွားရတဲ့နေရာသွားချင်းသွားခက်ခက်ဘီလီယာသွားထိုးထိုးလပိတ်သွားတောက်ချင်တောက် KTV သွားချင်သွားကြိုက်တာလုတ်လို့ရကျွန်တော်တို့တိုက်ခိုက်လို့ကျွန်တော်တို့မလုတ်တော့လဲကျွန်တော်တို့ဘာဖြစ်ဘူးကျွန်တော်ကိုယ်စီပွားရင်းနဲ့ကိုကိုယ်ထမင်းကိုစားပြီးကိုယ်စီပွားရင်းနဲ့ကိုကျွန်တော်အလုံးလက်မဲ့ရမဟုတ်ဘူးတကယ်ညစ်တာသွားမှာကဒုက္ခရောက်နေတဲ့သူတွေကိုကြောင့် င်ပြေသွားနိုင်တဲ့လူတွေလူတန်းကျင်တဲ့အလူရှင်တွေဘာကြောင့်တိုက်ခိုက်တာလဲဘာကြောင့်အဲ့လိုမဟုတ်တန်းတရားတွေပြောဒါကျွန်တော်တို့လူမမဟုတ်ဘူးဒီတန်ဃာတွေကိုလည်းပြောတာပဲမဟုတ်တန်းတရားတွေပြောပြီးတော့ဟိုမမမကန်လိန်ညာပြီးရှောက်ပြောပြီးတိုက်ခိုက်ပြီးတော့ဒီကဒီလုတ်တွေရက်သွားအောင်ကျွန်တော်အများကြီးကြုံရတယ်အဲ့ပရိုက်တာလုတ်တဲ့လူတိုင်းကိုအဲ့လိုလုတ်ကြတယောက်တစ်ပြုတ်အเจ้าရှာပြီးတော့အဲ့လိုလုတ် လောက်အကုသိုလ်တွေများတဲ့လူတွေလဲဆိုတာကျန်ကျွန်တော်တို့ပြောတာဆိုတော့ထားလိုက်တော့ကျွန်တော်တို့လည်းပြောနေတာထားလိုက်ဒီဦးစင်းလေးသူကအေးအေးချမ်းချမ်းလေးနဲ့အလူတန်းလေးတွေလောက်သူကူညီပေးတဲ့လူတွေလည်းအဆင်ပြေသွားတာဘာလို့စိတ်ပြတ်ဖို့ကောင်းမလောက်ရတဲ့လူတွေကသူကသူအချိန်နဲ့သူကသူအလုပ်တစ်ခုတော့ယော့ပါသေးတယ်လောက်ခုယော့ပါတယ်အားလက်ချိန်တွေတော့ပိုလာသေးတယ် ျွန်တော်ကမလုံးနဲ့မလုံးကြရင်လေကျွန်တော်အားလက်ချိန်ကြီးပို့ကျွန်တော်ဘာလုပ်မလဲကျွန်တော်တစ်တော့နေရိုက်မလားဇလန်းနေရိုက်မလားကျွန်တော်ဘာလုပ်မလဲကျွန်တော်အချိန်ကြီးအများကြီးရပါပြီကျွန်တော်ချင်းကိုဝါဒနာပိုင်ချင်းနေပတ်ခတ်လို့ရကျွန်တော်အချိန်အများကြီးရပါတယ်တကယ်ညှင်းထားသွားတာကကျွန်တော်တို့မဟုတ်ဘူးစိတ်မကောင်းပါဘူးလို့အရှင်မရအခုလို့မနော်ဒီလိုနားလိုက်တာတပည့်တော်တို့စိတ်မကောင်းုံမဲတန်နိုင်ပါတယ်ခင်ဗျာ နောက်တကယ်အခက်အခဲဒုက္ခရောက်နေမိသားစုတွေလည်းတကယ်စိတ်မကောင်းပါဘူးစိတ်မကောင်းပါဘူးဒီခါလေးကျွန်တော်တို့လည်းအဲ့လိုပဲပေါ့နော်ငါမလုပ်တော့ပဲအေးစိနေလို့ရရသားနဲ့သူများပြောဆိုအနှိမ်ခံပြီးတော့ဘာကြောင့်လုံနေတာလဲဟောသူတို့ငါငါတို့ဘာမှမဟုတ်ပြီမဲ့သူတို့အတွက်ဘဝတစ်ခုမြဖြစ်သွားမလားဆိုတဲ့အတိနဲ့လုတ်ပေးနေတာကျွန်တော်တို့တွေကကျွန်တော်တို့ကကျွန်တော်တို့ဘဝနဲ့ကျွန်တော်တို့ ကျွန်တော်တို့အလုံးနဲ့ကျွန်တော်တို့ကျွန်တော်တို့မိသားစုနဲ့ကျွန်တော်တို့အားလေးပါမယ်